နားဆင်သူပရိသတ်များအားလုံးကို Myron Audio Book မှမင်္ဂလာပါလို့ဥစွာနှုတ်ခွန်းဆက်တာလိုပါရရှင်။ဒီနေ့မှာတော့ကျမတို့လောကလူသားတိုင်းတွေ့ကြုံခံစားမှုတဲ့အားငယ်ခြင်းဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်တဲ့ဆောင်းပါးလေးတစ်ပုဒ်ကိုဖတ်ပြပေးလိုပါရယ်။အားငယ်ချိန်တိုင်းလူသားတိုင်းတွင်ချို့ယင်ချက်များရှိတတ်သည်ဟုဆိုခြင်းသည် လူတို့အားတိမ်ငယ်စိတ်ဝင်စေသောအခြေခံအကြောင်းတရားပင်ဖြစ်သည်။ဒီမှာစန်းစာရှူတော့အရာကြည်လျင်မှု အဆိုပါတိမ်ငယ်စိတ်သည်ဘုရားသခင်ထံသို့ပြန်လဲရောက်ရှိစေရန်လမ်းပြနေခြင်းပင်ဖြစ်သည်။စာရေးသူငယ်ရွယ်စဉ်လူဆိုးလူပေဘဝတွင်စိတ်တက်ကြဆင်းမှု အထီးကျန်ဆန်မှုမိမိကိုယ်ကို အားမရမှု ရုပ်ပိုင်းဆိုင်ရာကြဆင်းမှု အိမ်မပျော်မှုကိုယ်ခံအားကြဆင်းမှုအမဲလိုလိုပင်ပန်းနွမ်းနယ်မှုများသုံတွေ့ရလေရှိသည်။34ခုမြောက်သောစာလံအခန်းငယ်18တွင် ထာဝရဘုရားသည်ကြိုးပဲ့သောစိတ်ရှိတော်သူတို့နှင့်နှလုံးကြည်ကွဲသောသူတို့ကိုနီးတော်မူ၏။နောင်တရှိ၍စိတ်နှိတ်ချသောသူတို့ကိုလည်းကယ်တင်တော်မူ၏ဟုဆိုထားပါသည်။ဤကျမ်းပိုက်အဖြစ်မိမိကိုယ်ကိုခွန်အားယူတည်ဆောက်ကာအမိုက်မောင်ကာလများကိုဘုရားသခင်ဤနှုတ်ကပတ်တော်ဖြင့်စော်လွှားရလေသည်။ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး၁၂အခန်းငယ်၉ငါတကိုယ်သည် အာနေချင်းအဖြစ်၌စုံလင်တက်သည်ဟူသောစံပိုက်သည် နှက်ဆိုင်သောအနက်အတိတ်ပဲဖြစ်ပြေဝလေသည်အာနေချက်များစွာတွင်မှဘုရားသခင်၏တကိုးတော်ကို ခံစားမိစေသည်ငါသည်တင်တို့ကို အကျိုးနည်းစေခြင်းကစံစီသောအကြံမဟုတ်ပဲတင်တို့သည်မျော်လင့်သောအကျိုးကိုရမည်အကြောင်းငြိမ်ဝတ်စေခြင်းကသာတင်တို့အဖို့စံစီသောအကြံတို့ကိုငါသိ၏ယေရမိအနာဂတ်ကျမ်းအခန်းကြီး29 အခန်းငယ်17တွင်ဖျားသခင်သည်ကောင်းသောအကျံအစီရှိတော်မူသောနှင့်စိတ်ပြတ်အားငယ်သောအချိန်တိုင်းတွင်လည်းအတူပါရှိတော်မူသောကိုနှက်ရှိုင်းစွာခံစားမိစေသည်။စာရေးသူစိတ်ပြတ်အားငယ်ချိန်တွင်ငြိမ်ဝတ်စွာဖြင့်ဖျားသခင်၏အံ့ဖွယ်ကောင်းသောလှုပ်ဆောင်ချက်များကိုစောင့်မျှော်သည်။ဖျားသခင် အတူပါရှိနေသည်ဟုယုံကြည်သည်။ဖျားသခင်၏ကျေးဇူးတော်သည်စနုပ်အဖို့လုံလောက်လျက်ရှိသည်ဟုဝန်ခံသည်။ ရာသခင်ဤတကိုးတော်သည် စနုပ်ဤအားနည်းချက်များတဲ့တွင်စုံလင်စွာထင်ရှားလျက်ရှိသည်ဟုနာယူသည်နှုတ်ကပတ်တော်တွင်လူအချင်းချင်းမိခိုးအားထားရန်လဲဆိုထားသောကြောင့်စိတ်ပိုင်းဆိုင်ရာချို့ယွင်းချက်များကိုဖြည့်ရှင်းရန်ယုံကြည်သူညီအကို မောင်နှမများနှင့်ချိတ်ဆက်ကားရာသခင်အထံတော်တွင် အတူတကွဆုတောင်းကနီးနာခံယူသည်သမားစန်းစာရဲကမျော်လင့်ရာများကိုဖက်ကြသည်ဆုတောင်းခြင်းကိုနားညောင်းသောဖျားဖြစ်သောကြောင့် ာရေးသူဤအမိုက်မောင်သည်တိမ်သာကင်းစင်ခွင့်ကိုရရှိလေသည်ရှင်နစ်ကျော်ဆိုးတွမ်းခဲ့သောစာရေးသူဤအသက်တာကို ပြန်လည်ပြုပြင်ပေးနိုင်သည်မှာဖျားသခင်ဤကျေးဇူးတော်ကြောင့်သာဖြစ်သည်ဖျားသခင်သည် အားငယ်သူများနှင့်ဤတော်မူသောအရှင်ဖြစ်သည် စိတ်ပြတ်အားငယ်မှုများသည် လူဘဝဖြစ်စဉ်တွင်ဒစိတ်တပိုင်းအဖြစ်ပါဝင်နိုင်တော်လဲလူဘဝအဆုံးသက်အတွက်ကမဟုတ်ချေစာရေးသူဤပုံမှန်ဆုတောင်းချက်သည် ဉာဏ်ပညာနှင့်ကြွယ်ဝခြင်းဖြစ်တော်လဲကြီးလန့်စွာစားရသည့်2021နှစ်ကာလများမှစ၍ဘုရားသခင်ကိုမျှော်လင့်ခြင်းသည်စိတ်ကူးယဉ်ခြင်းတသက်မဟုတ်ပဲလက်တွေ့ကျသောရွေးချယ်မှုဖြစ်သည်ဟုနားလည်လာသည်သုတောင်းရတွင်လဲခန္ဓာရေးစွမ်းအားအစွမ်းတတိကိုပေးပါဟု၍ပြောင်းလဲတောင်းခံမိလာသည်နွမ်းလျအိမ်ပြန်ချိန်သည်ဘုရားသခင်ဤတကူတော်ကိုပို၍မြင်တွေ့ရမည်အခွင့်အရေးတစ်ခုပင်ငေဝတ်လျက်နေကြလော့ ငါကဖျားသခင်ဖြစ်သည်ဟုသိမှတ်ကြလောလူမျိုးတို့တွင်ငါသည် ပုံပွင့်မည်ရေကြီးပေါ်မှာပုံပွင့်မည်46ခုမြောက်သောဆာလံအခန်းငယ်30ဒီဆောင်းပါးလေးကိုကလောင်ရှင်ပြာမတဆင်နားဆင်သူပရိသတ်များအလုံးအတွက်ဝิญဉ်ခွန်အားရရှိနိုင်ရန်ရည်တာထားခြင်းဖြစ်ပါတယ်